ုင်းလမ်းကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တင်ပြပေးရသည်အခုဒီလမ်းကိစ္စကြီးဟာတကြားဆက်နဲ့ခွေရောင်လမ်းဖောက်ထားပါလေပေါင်းကူချင်းကတော့ယာကြီးကလေးဝလမ်းနေပြီးတော့လမ်းဟောင်းကြီးကိုမသွားသေးနဲ့အခုလမ်းတစ်ယာတွေတွေဖြတ်ချပါတယ်ဒီလားယာဒီလမ်းဟောင်းကြီးဟာဘယ်တော့ကတုန်းဆိုရင် အခုကျွန်တော်ဟာအသက်80ကျော်လာပါပြီ ဒါနဲ့ကျွန်တော်တို့ဗာကြီးတွေကျွန်တော်တို့အဖေတွေလက်ထက်ကတည်းကသွားတယ်လမ်းဟောင်းကြီးဖြစ်ပါတယ်။အဲ့ဒီလမ်းဟောင်းကြီးမသွားဘဲနဲ့အခုလမ်းတွေဖြတ်ချလိုက်တော့ကျွန်တော်တို့ရာထေရတော်တော်ကိုနစ်နာနေပါတယ်။စီလောင်တောင်ဖုန်ကြီးရဲ့တကြဆက်ဖုန်ကြီးရဲ့တကြဆက်အုတ်ချွေမှုဥက္ကဋ္ဌဥနေလေးရဲ့ဥဝင်းညူရဲ့က တောင်းသူတွေကတအားတားတဲ့ခါကြတော့ဟဲ့ဘဒူမလာမပြောနဲ့သမတအမိန်နဲ့ဖောက်တာနေပြီးတော့အမိန်နဲ့ဖောက်တာမင်းတို့ပြောလည်းမရဘူးငါတို့ကဖောက်မှာဖောက်မှာမယ်ဆိုစိတ်ရန်ရာကြီးတအားတုံးလူကြီးကိုထို့မတစိတ်ရန်ရာကြီးနဲ့အဲ့တော့ကိုတို့တို့တောင်းသူတွေမိရာအတော်လေးနင်းတာဆုံးရှုံးပါလေအခုဆိုရင်ဒါကျုပ်တို့ကတောသူတော်စားတောင်းသူယူတော့မသိဘူးအကျယ်ကြီးပေါ့အာရမအကျယ်ကြီးဖြစ်နေတယ် မြေယာလီရမှာချင်းချင်းလမ်းလမ်းကအလဲကောင်ထိုးဖောက်လိုက်တော့ကျွန်တော်တောင်သူကြီးအင်မတန်နစ်နာလို့ပေါ့ဒါအထက်ကလူကြီးမင်းများလည်းသိအောင်ကျွန်တော်တို့အထက်ကလူကြီးမင်းဒီအတနာခံပြီးတော့ကျွန်တော်တို့ကတောင်းခံထားပါဒါကြောင့်မို့ကျွန်တော်တို့ကိုလည်းအထက်ကလူကြီးမင်းများကအတနာကယူနာထားပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကတောင်သူလောက်ကနေလည်းလူဖြစ်ပါပဲ ခုဆိုလို့ရှိရင်ကျွန်တော်တို့ယာမီတွေကနေပြီးတော့လမ်းသစ်ဖောက်လုပ်သွားတယ်အရင်မူလလမ်းအောင်ရှိရတဲ့တန်းထဲမှာကျွန်တော်တို့ယာမီတွေကနေလမ်းဖောက်လုပ်သွားတယ်ဖောက်လုပ်တဲ့အချိန်တုန်းကလည်းကျွန်တော်တို့တောင်သူတွေကိုအတိမပေးခဲ့ဘူးလမ်းဖောက်တဲ့အချိန်ကျတော့သွားပြောပြန်တော့လေသူတို့ကအမိတ်အာဏာမျိုးတွေနဲ့ပြောခဲ့တယ်ကျွန်တော်တို့မှနှစ်ရှည်တိနာမင်းလေးပါသွားတယ်ပါသွားတဲ့အတွက်ကျွန်တော်တို့မှဘယ်လိုပြောမလဲဆိုတော့တန်တန်ကြီးလေးတွေတော့လူချင်းတော့လူချင်းပါတယ်ခင်ဗျခရီးပါသွားတယ်ချမင်းတွေပါသွားတယ်တစ်ပင်တွေပါသွားတယ် ပြီးတော့ကျွန်တော်မှဒီຢာလေးတစ်ကွက်ပဲအဖိုးအဖွားမိသားစုလှုပ်ရှားနေရပါလေတို့အခုလမ်းသစ်ဖောက်တဲ့ထဲမှာတနခါမင်းကြီးလည်းပါသွားတယ်ပြီးတော့ဘူဝပိုင်ထမ်းဘူဝပိုင်ဖြစ်တဲ့ထမ်းမင်းကြီးလည်းပါသွားတယ်အဲ့ဒီအတွက်ဘယ်ပြောမလဲဆိုတော့အခုရပိုင်ဝင်လေးရှိတဲ့ဟာကိုကိုဘယ်ပြောမလဲဆိုတော့အထက်လူကြီးတွေကနေပူကြီးပေးဖို့အတွက်ကျွန်တော်ပြောင်းလဲပါတယ်ခင်ဗျ